ရှလုံးအားလုံးပဲမင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ကျွန်တော်ဝေမျှပေးခြင်းတဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်ရဲ့အတ္တတာကိုဖျားတခင်ကကောင်းချီးပေးထားတယ်ကျွန်တော်တို့ကိုဖျားရှင်ဟာဂတိတော်ပေးထားတဲ့ကောင်းချီးနယ်ပယ်တွေရှိပါတယ်အဲ့ဒီကောင်းချီးနယ်ပယ်ကိုကျွန်တော်တို့ကဖျားရဲ့ဂတိတော်ကိုကင်ဆွဲဖျားကိုယုံကြည်ပြီးတော့မှယုံကြည်ခြင်းနဲ့ရှောက်တဲ့လမ်းမှာတချို့တော့လူတွေနဲ့ တချို့တော့ပုံကိုရဟာကျွန်တော်တို့ကိုအဲ့ဒီဂတိတော်ပီကိုဝင်စားလို့မရအောင်ဖခင်ကျွန်တော်တို့အတွက်ပြင်ဆင်တဲ့အဲ့ဒီကောင်းချီးမင်္ဂလာနဲ့လွဲချော်တော့အောင်ကျွန်တော်တို့ကိုလှုပ်ဆောင်တဲ့တူတွေရှိပါတယ်ဒီကနေ့ကျွန်တော်တို့ကဖခင်ကိုကိုကောင်းချီးပေးထားတဲ့ဖခင်ကျွန်တော်တို့ကို ပြင်ဆင်ပေးထားတဲ့အဲ့ဒီနေရာကိုရောက်ချင်နေဆိုရင်ကျွန်တော်တို့အဲ့ဒီလူတွေကိုကျွန်တော်တို့ရဲ့အတ္တတာမှာလက်တွဲဖြုတ်ဖို့အရေးကြီးတယ်လို့ကျွန်တော်တို့တွေတမာတတိနဲ့စင်ချင်အောင်မေးပွင့်အတွက်အရေးကြီးတာဖြစ်ပါတယ် ျွန်တော်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာမောရှေကဖျားတခင်သူတို့ကိုဂတိပေးထားတဲ့ဒီနှုတ်နဲ့ပြားရစီတဲ့ပီလို့ခေါ်တဲ့ယေရခေါမြို့ကိုတွားရောက်ပြီးတိမ်ပိုက်ဖို့မလုတ်ခင်မှာအေတူလာလူမျိုးစုတွေကနေမှာ၁၂ယောက်ကိုရွေးချယ်ပြီးမှတရှိုးအဖြစ်အဲ့ဒီပီကိုတွားပြီးမှလေ့လာခိုင်းပါတယ်ပြန်လာတဲ့အခါမှာတရှိုး၁၂ယောက်မှာ၁၀ယောက်ကအဲ့ဒီပီနဲ့ပတ်သက်တဲ့မကောင်းတဲ့အရာတွေကိုပြောတယ်ဖျားရဲ့ဂတိတော်ကိုတန်တရားဖြစ်စေတဲ့အရာတွေကိုပြောတယ် တူကလူတွေကိုပြန်ပြီးမှဘယ်လိုပြောလဲဆိုရင်ငါတို့တွေ့ခဲ့တဲ့ပြီကအိမ်မတန်ကိုအင်အားကြီးတယ်မြို့ဆောင်စစ်တီရဲတွေကလည်းငါတို့တက်နဆကြီးတယ်မြို့ရိုးကလည်းအယံကိုခိုင်ခန့်တယ်ငါတို့ကိုဖျားတဲ့ကံဒီပီကို အပိုင်ပေးမယ်လို့ဂတိတော်ပေးပေမဲ့တခခုတော့မားနေတယ်ထင်တယ်နော်ငါတို့တိမ့်ပိုက်လို့မလွယ်ဘူးငါတို့ရယူဖို့မလွယ်ဘူးဆိုတော့မကောင်းသောစကားတွေနဲ့တန်တရားစိတ်တွေကိုဘသူတွေကိုထဲ့ပေးလိုက်လဲဆိုရင်ကြံခဲ့တဲ့မျိုးနွယ်စု အစ်တူလာလူမျိုးတွေကိုအဲ့ဒီတရှုံဆယ်ယောက်ကအဲ့ဒီမျိုးစီကိုထည့်ပေးလိုက်ပါတယ်အဲ့တော့နားထောင်တဲ့ဒီအစ်တူလာလူမျိုးစီတွေက ကိုယ့်ရဲ့ရန်သူဖြူသလားမဲသလားကိုရင်ဆန်ရတဲ့အရာကဘယ်လိုမျိုးပုံကိုလဲဆိုတော့သူတို့မသိသေးဘူးမမြင်ရသေးဘူးဒါပေမဲ့တို့ဘာအရင်ကြားလဲဆိုရင်အဲ့ဒီတန်တရားဖြစ်စေတဲ့လူရဲ့စကားအဲ့ဒီအနုလက္ခဏာပြောတဲ့သူရဲ့စကားအဲ့ဒီညှင်းညူတဲ့လူရဲ့စကားကိုအရင်ကြားတဲ့အခါမှာတို့ရဲ့အစိတ်ထဲမှာဘာဖြစ်လဲဆိုရင် တိုက်ကျင်ခိုက်ကျင်စေကုန်တယ်ဖယားရဲ့စကားကိုတန်တရားရှိလာတယ်ဒီကနေ့ကျွန်တော်လည်းဒီလိုပဲဖယားသခင်တတ်နိုင်တယ်ဖယားသခင်လုံနိုင်တယ်ငါနဲ့အတူဖယားသခင်ရှိတယ်ငါ့ကိုဖယားရှင်ဖွင့်ပြထားတဲ့ငါသားကိုလုံမယ်မန်နဲ့ခက်ခဲမှုတွေရှိတယ်မန်နဲ့ကြမ်းတမ်းမှုတွေရှိတယ်မန်နဲ့လိုအပ်မှုတွေရှိမှာဒါပေမဲ့ငါဖယားငါ့ကိုဂတိပေးထားတယ်ငါအောင်မြင်မှာငါကြွယ်ဝမှာငါ့ကိုဖယားရှင်အတူရှိငါဘာမဆိုငါကြော်ဖြတ်သွားနိုင်မှာဒီအခုကြုံတဲ့ပြဿနာအေးအေးဆေးဆေးပဲဆိုပြီးတော့ကိုကယုံကြည်ခြင်းရှိပေမဲ့လည်း ိုယ့်ရဲ့အနာမှာရှိနေတဲ့ကိုယ့်ရဲ့မိတ်ဆွေတို့လည်းကောင်းကိုယ့်ရဲ့မိသားစုဝင်ဆွေမျိုးတို့လည်းကောင်းကိုယ့်ကိုဘာပြောလဲဆိုရင်နည်းနည်းတော့စဉ်းစားအောင်နော်နင်နည်းနည်းတော့နင်အတိတရားလေးရှိအောင်နော်မဖြစ်နိုင်မှုထင်နေတော့နင်အခုလုံးမဲ့ဟာကဘလို့ဘယ်ချမ်းတာစတဲ့တို့ရဲ့အတွေးတွေတို့ရဲ့အတွေ့အကြုံတွေတို့ကြော်ဖြတ်ခဲ့တဲ့အရာတွေကိုမိတ်ဆွေကိုလာပြီးမှပြောလိမ့်မယ်အဲ့ဒီခါမှာတို့ပြောတဲ့အရာတွေကလူအနေနဲ့ဆိုရင်တရားရခိုင်တော့မှန်ပါတယ်ဒီတရှိုးဆယောက်ပြောစကားလဲ လိန်နာတစ်ခုမှမပါပါဘူးသူတို့ရဲ့မျက်လုံးနဲ့ဂျေရခေါမျိုးယုံခိုင်မာတော့သူတို့တွေ့ခဲ့ပြီးသားအာနာကလူမျိုးတွေရဲ့ကြီးထွားမှုခန္ဓာကိုယ်ကြန့်ခိုင်မှုလည်းသူတို့မြင်ခဲ့တာသူတို့တွေကအမှန်တမ်းပြောတာဒီနေ့သူတို့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျွန်တော်တို့ရဲ့တငယ်ချင်းတွေကျွန်တော်တို့ရဲ့မိသားစုဆွေမျိုးတွေကလည်းကျွန်တော်တို့ကိုအမှန်တမ်းပြောလိမ့်မယ်တကယ်ကိုခက်တဲ့အရာဖြစ်မယ်လို့ပြောလိမ့်မယ်ဒါပေမဲ့မမေ့နဲ့ညီကောင်မောင်နှမတို့တင့်ရဲ့အတ္တတောင်မှာဘုရားဗာဂတိတော်ပေးထားလဲ သူများတွေကဒီအရာမှားတယ်လို့ပြောတိုင်းဒီညာကိုစဉ်းစားဖို့ပြောတိုင်းဖရာရဲ့ဂတိတော်ကိုမိတ်ဆွေကစိတ်ပြတ်သွားဖို့မဟုတ်ဘူးဖရာတကယ်မိတ်ဆွေပေါ်ကိုပေးထားတဲ့အဲ့ဒီကောင်းကြီးနယ်ပယ်ကိုမိတ်ဆွေစွန့်လွတ်လိုက်လို့မရအောင်အဲ့တော့ကျွန်တော်တို့ကဘာလို့ဖို့ရရင်ကြီးလဲဆိုရင်ကျွန်တော်တို့ကိုအနှုတ်လက္ခဏာစကားတွေတဲလာတယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပြပြစေတဲ့အဲ့ဒီလူတွေအတန်နဲ့ဝေးတဲ့နေရာမှာကျွန်တော်တို့တွားရမယ်။ဒါကြောင့်ယေရှုခရစ်တော်ကနမိတ်လက္ခဏာတစ်ခုခုလှုပ်တိုင်းမှာ လောင်ပြောင်တဲ့သူတွေကဲရတဲ့သူတွေအခန်းပြင်ထွက်ခိုင်းပြီးမှယုံကြည်ရတဲ့ဘက်တော့အနည်းစုနဲ့ပဲသူကနမိတ်လက္ခဏာလုပ်ခဲ့တာတေရဲ့သူကိုရှင်ပြထားမြောက်စေတယ်မျက်စိကန်းတဲ့လူကိုသူကပြန်မြင်စေတာအဲယေရှုခရစ်တော်တော်မှာမယုံကြည်တဲ့နယ်ပယ်မှာအလုံးမလုံးဘူးဒီနေ့ဒီလိုပဲတင်ကဖျားတတ်နိုင်တယ်ဖျားရှင်လုံနိုင်တယ်ငါ့ကိုဖျားပေးတဲ့ဂတိတော်နဲ့ပြီးငါဝင်စားမယ်တင်ဘလောက်ပဲယုံကြည်ခြင်းနဲ့ပြောနေပါစေတင်လက်တွဲထားတဲ့သူ တင်နဲ့တင်ရှိနေတဲ့အတိုင်းဝိုင်းကတင်ကိုတန်တရားတွေများစေအနှုတ်လက္ခဏာစကားတွေပဲပြောတယ်တခါလာလဲလုပ်ငန်းကမဆရသေးဘူးအပြက်တွေပဲပြောတယ်တခါလာလဲတခုခုတော့မလုပ်ရသေးဘူးမဖြစ်နိုင်ဘူးဆိုအရင်လာတယ်ဘယ်မှာလဲဖရားရဲ့တတ်နိုင်ခြင်းကြောင့်ဘယ်မှာလဲဖရားလုပ်ပေးမယ်ဖရားအတူရှိစစကားတခွန်းမှမပြောဘူးတို့တွေကအခြေအနေတွေကိုတုံးတက်ပြတယ်လုပ်ငန်းတွေကိုတုံးတက်ပြတယ်ဖြစ်လာနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်လာမဲ့အရာတွေကိုကြိုပြောတတ်ကြတယ်ဒါပေမဲ့ ဘဒူကမှဖရားတခင်အတူရှိတယ်ဖရားလုတ်ပေးနေတော့မပြောအဲ့တော့ကျွန်တော်တို့အဲ့ဒီစကားကိုလက်ခံလိုက်တဲ့တပြင်းနဲ့ဘာဖြစ်သွားရလဲဆိုရင်ကျွန်တော်တို့စိတ်ထဲစမ်းကြလာပြီဟာဟုတ်တယ်ငါလုတ်နိုင်မှာမဟုတ်ဘူးမှန်နေတယ်သူတို့ပြောတဲ့အရာတွေငါကြော်ပြတ်နိုင်မှာမဟုတ်ငါဘယ်လိုလုတ်မလဲမိတ်ဆွေအဲ့ဒီအချိန်ကြီးရောက်ပြီဆိုရင်မိတ်ဆွေတတိထားလိုက်တော့ရှဲဘောအဝါစာခန်းကြီးတက်အညာ6ကနေ6မှာတွေးတော့ချင်းမရှိပဲယုံကြည်တော့စိတ်နဲ့တောင်းရမယ် သွေးတော်ချင်းရှိတော်သူတွေကလေခိုက်ရလှုပ်ရှားတဲ့တော့လိုင်းတဘိုးနဲ့တူတယ်ထို့တို့တော်သူတွေစိတ်နှခွရှိတော်သူဖြစ်၍ထာဝရဖျားရဲ့လက်တော်မှာရဇုံတစ်ခုကိုရမည်ဟုမထင်မဆင်နေလို့ပြောထားပါတယ်စိတ်နှခွရှိတဲ့သူဖျားရတော့ယုံတယ်တန်တရားလည်းရှိတယ်ဆိုတဲ့သူကဘာတစ်ခုမှအကောင့်ထဲပေါ်လာမှာမဟုတ်ဘူးတကယ်တည်းမိတ်ဆွေအဲ့ဒီလူတွေကမိတ်ဆွေရဲ့ပန်းနိုင်ကိုရောက်အောင်ဖျားရဲ့အလိုတော်ကိုမိတ်ဆွေပြည့်စုံတာမိတ်ဆွေယုံကြည်ခြင်းနဲ့ ကြီးတဲ့နေပယ်တွေကြီးတဲ့အလုပ်တွေကိုမလုပ်အောင်သူတို့ရဲ့တန်တရားစကားတွေအပြတ်စကားတွေအနှုတ်လက္ခဏာစကားတွေမိတ်ဆွေကိုပြောတာကိုဒီနေ့နားမထောင်မိဖို့အရေးကြီးတယ်မိတ်ဆွေဖခင်နဲ့မိတ္တာအပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်မိတ်ဆွေကိုဘာပြောလဲမာနိုးစော်လဲမိတ်ဆွေတမယုံကြည်ခြင်းရှိတယ်ဖခင်တခင်ငါနဲ့အတူပါရှိတယ်ငါသွားမယ်ငါလုပ်မယ်အာဗြဟံဥရာမျိုးကနေမထွက်ခင်မှာဖခင်ကပြောတယ်ငါပြတ်လက်တတ်နေပြီကိုသွားလို့ပြောတဲ့အခါမှာအာဗြဟံအဖင်ရှိတယ်အာဗြဟံဦးလေးတွေရှိအာဗြဟံကိုပြောတယ်ငါသားငါမြီးငါတူရည် မင်းဘယ်ကိုသွားရမှာမသိရဲ့ပြည်ကိုသွားဖို့ဆိုအန်ဒီရဲ့အယံများတယ်နော်အဖေကိုရန်ရောက်ခဲ့ပြီပြီစတဲ့စကားရေပြောမြအာဗရန်ပါပဲလို့ဖခင်ကိုကျွန်တော်ယုံကြည်တယ်ကျွန်တော်ဘယ်ကိုသွားရမှာမသိရင်တောင်မှကျွန်တော်ဖခင်ကျွန်တော်ကိုမဆမ်းမယ်တန်တရားစကားတွေကိုသူအဝင်မခံနောက်ဆုံးဖခင်ကပြောတယ်အဲ့ဒီဆွေမျိုးတွေအားလုံးကိုထားခဲ့ပါတယ်ဖခင်ကဘာလုပ်ခိုင်းတာလဲအဲ့ဒီအဖေတွေအဲ့ဒီ ဆွေမျိုးတွေပါလာရင်တလန်းလုံးအာဗရန်ကိုဗာပြောမလဲငါပြောတယ်မဟုတ်ဘူးလားဒါမျိုးတွေကြုံမယ်ဒီလိုပြဿနာတွေရှိလို့ငါကြိုပြောခင်နင်ဘာလို့ထွက်လာတာလဲဆိုစတဲ့အပြက်စကားတွေတန်တရားစကားတွေကအာဗရန်ရဲ့ယုံကြည်ထိခိုက်စေတဲ့ကြောင့်ဖခါကအဲ့ဒီလူတွေကိုထားခဲ့ခိုင်းတာဒီကနေ့ဒီလိုပဲမိတ်ဆွေတကယ့်ကိုမိတ်ဆွေတဘာဝလုံးတကိုးနဲ့အလုံးလုံးချင်တယ်ဖခါတခင်ရဲ့နမိတ်လက္ခဏာနဲ့မိတ်ဆွေအလုံးလုံးချင်တယ်ဖခါပြုတဲ့အမှုကိုမိတ်ဆွေကမြင်တွေ့ခြင်းနဲ့ဆိုရင်မိတ်ဆွေထိတွေ့ခြင်းနဲ့ဆိုရင်မိတ်ဆွေဘာလုပ်ရမလဲဆိုရင် မိတ်ဆွေရဲ့တန်တရားနဲ့မိတ်ဆွေကိုချီနှောင်လာတဲ့အဲ့ဒီအပြက်တဘောတွေအနှုတ်လက္ခဏာတဘောတွေဖခင်ရဲ့ဂတိတော်ကိုတန်တရားရှိစေအရာလုံးမိတ်ဆွေတတ်တာနဲ့ဖယ်ရှားရမယ်အဲ့ဒီလူတွေကိုမိတ်ဆွေလွတ်တွဲဖြုတ်ရမယ်အဲ့ဒီအတိုင်းဝိုင်းကနေမိတ်ဆွေထွက်လာရမယ်မိတ်ဆွေငါဖခင်တတ်နိုင်တော့မိတ်ဆွေယုံကြည်ရင်အဲ့ဒီလူတွေကိုလက်တွဲဖြုတ်ပြီးမှရှေ့ဆက်ပြီးမှမိတ်ဆွေယုံကြည်ခြင်းနဲ့ယက်တည်ပြီးအလုံးလုံးမဆွေအာဗရန်ကဲ့သို့ပဲဘယ်ကိုတွားရမှမသိပေမဲ့ဖခင်ကိုတန်တရားမရှိတဲ့ကြောင့်အဲ့ဒီတန်တရားမရှိတဲ့အာဗရာဟံကဘယ်ကိုတွားရမှမသိတဲ့အဲ့ဒီအာဗရာဟံကလူမျိုးတွေရဲ့ဖခင်ဖြစ်လာတယ် ဒီနေ့ဖရာသခင်တင့်အပေါ်မှာပြင်ဆင်ထားတဲ့ကောင်းကြီးတွေကအများကြီးပဲအကြီးကြီးပဲအများကြီးဖရာရှင်ပြင်ဆင်ထားတယ်ဒီနေ့တင်လို့ရမယ့်အလုပ်ကယုံကြည်ခြင်းနဲ့ရှေ့ဆက်ဖို့မှာဒါကြောင့်တန်တရားတွေအနုလက္ခဏာတွေအပြတ်သဘောတွေပြောတဲ့သူတွေကိုကျွန်တော်ဒီနေ့မှာလက်တွဲဖြုတ်ခဲ့ဖို့အရင်အရေးကြီးတာဖြစ်ပါဒါဆိုရင်တင်ဟာယုံကြည်ခြင်းရဲ့ပန်းနိုင်ကိုဝင်စားပြီးမှဖရားတခင်တင့်ကိုကြီးမားစွာပြင်ဆင်ထားတဲ့ကောင်းကြီးကိုစိုက်စက်မြင့်မြင့်ရောက်မှဖြစ်တဲ့ဆိုကျွန်တော်နှုတ်ကပတ်တော်နဲ့အားပေးခြင်းတယ်ဖရားတခင်အားလုံးကိုစကားပြောရေးကောင်းကြီး 比方说。